ားလုံးပဲမင်္ဂလာပါဒီနေ့ဆရာဆရာရဲ့မိတ်ဆွေတွေကိုမေတ္တာလက်ဆောင် ပေးချင်တာကတော့မိမိဩဇာအာဏာထက်မြတ်စေတဲ့မန္တန်ဖြစ်ပါတယ်เนาะမိမိရလုပ်ငန်းကိန်းကန်းတွေမှာမိမိရဲ့ပြောစကားဆိုစကားတွေကိုမအောင်မြင်ဘူးမိမိရဲ့ဟလာအိမ်သူအိမ်သားတွေပေါ်မှာမိမိရဲ့ဩဇာအာဏာမညောင်းမှုဖြစ်နေတယ်ဟလာပြီးတော့မိမိရဲ့တပည့်မိမိရဲ့လုပ်ငန်းကိန်းကန်းမှာမိမိရဲ့တပည့်တွေက မိမိရဲ့ဩဇာမညောင်းမှုအာဏာမညောင်းမှုဟလာမိမိရဲ့လုပ်ငန်းကိုင်ငံမှာပြောတိုင်းလဲစင်မပြေဘူးပေါ့နော်မိမိပြောတဲ့စကားကိုဘယ်သူကမှလက်မခံကြဘူးပေါ့အဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမှာအခုဆရာပြောမဲ့မန်တန်လေးကိုရွတ်ဖတ်ပြီးတော့တိတ်တိတင်ပေးရပါတယ်အဲ့ဒါဆိုရင်မိမိပြောတဲ့အာဇက်ရှာဇက်အာဏာဇက်တွေလိုက်ပြီးတော့မိမိပြောတိုင်းအောင်မြင်ပါလိမ့်မယ်နော် အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပြီပါမန္တန်ကတော့ရန်ကြီးမရှိပါဘူးเนาะဒါပေမဲ့ယုံကြည်ကြည်နဲ့ရွတ်ဖတ်ရမယ်เนาะဆရာနမူနာရွတ်ပြမယ်เนาะဩမ်ဗုဒ္ဓဆက်ဓမ္မဆက်တန်ခဆက်ဗြဟ္မဆက်တရားဆက်ဒေဝါဆက်ယက္ခဆက်မာတာပိတုအာစရိယဆက်ထက်ဆရာထက်ထက်ဆရာထက်เนาะ အဲ့ဒါကို38ခေါက်ယူရမယ်နော်အခုဆရာပြောတာမှတ်မိပါရဲ့နော်အုံဗုဒ္ဓဆက်ဓမ္မဆက်တန်ခါဆက်ဗြဟ္မာဆက်ဒေဝါဆက်တရားဆက်ယက္ခဆက်မာတာပိတုအာစရိယဆက်ထက်ဆရာထက်အဒီမန္တန်ကို38ခေါက်မှန်းပြီးတော့ရေဟိုမှန်းပြီးတော့တောက်လဲရတယ်အဲ့ဒီရေဟိုမှန်းပြီးတော့မှဟုတ်လားနဖူးဆန်စားတွေဘာတွေမှာ ဗဇက်တွေမှာတို့ပြီးတော့စကားပြောလေရတယ်အဲ့ဒါဆိုရင်မိမိပြောသမျှဆိုသမျှဩဇာအာဏာလိုက်ပြီးတော့မိမိပြောသမျှအောင်မြင်ပါလိမ့်မယ်နော်ဒီမန္တန်လေးကိုတရက်ကို38ခေါက်ရွတ်ပြီးတော့မှ ရေတန်းတန်လေးမှာရေတန်းတန်ထည့်ထားတဲ့ခွက်ကလေးကိုရှေ့ရထားပါထားပြီးပြီဆိုတာနဲ့ဆရာဆွနာပြောတဲ့မန္တန်ကို38ခေါက်ရွတ်ပြီးပါရွတ်ပြီးပြီဆိုတာနဲ့အဲ့ဒီရေလေးကိုတောက်ပြီးလဲရတယ် နှစ်ဘူးဆန်စားတွေဘာတွေမှာတို့ပြီးတော့စကားပြောလဲရတယ်။ဓာမွေပါဇက်မှာတို့ပြီးတော့စကားပြောရင်ရတယ်။ဩဇာအာဏာလိုက်ပြီးတော့မိမိပြောသမျှဆိုသမျှအောင်မြင်ပါလိမ့်မယ်နော်။ကောင်းသောစကားတွေအောင်မြင်ပါလိမ့်မယ်။တကယ်လို့ဆရာပြောတဲ့မန္တန်ကိုအလို့မရတဲ့မိတ်ဆွေတွေကလည်းဗီဒီယိုဆရာကိုချက်ပေါက်ကနေပြီးတော့လက်မေးလို့လည်းရတယ်။ဓာမွေဆရာကိုဖုံးဆက်ပြီးတော့မေးလည်းရတယ်နော်။ဆရာမြတ်တာလက်ဆောင်ပြောပြပေးပါမယ်။ အခုဆရာပြောပြပေးခဲ့တဲ့ဩဇာအာဏာထက်စေတဲ့မန္တန်ဟာမိစေတို့အားလုံးတို့အကျိုးရှိရဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးတော့ပါမိစေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့တွေကိုလည်းတစ်ဆင့်ပြန်လည်ပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကို ပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပြည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာတံမှာဗီရင်မေးခြင်းနဲ့ လက္ခဏာမေးခြင်းနဲ့တားတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုဓာတ်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်ဗေဒင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းခြင်းတာခြံရောင်းခြင်းတာမြေရောင်းခြင်းတာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးဓာတ်ရိုက်တဲ့စင်တွေပြုလုပ်ပေးပါတယ်အာမခံနဲ့ပါ ပြီးတော့အခြေအမှသစ္စာဖောက်ခံရတာ အိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ။ကျမ်းမာရေးတည်တံ့ညံ့နေတဲ့လူနာတွေ၊အောက်လန်းပညာ၊ဆုံးပညာ၊ကဝေပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါ။အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချဲ့ဘော်လုံး၆កောင်ချင်းကြက်ဖဲ ဆလော့ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အားဖြင့်လောင်းကစားရှုံးများနေတဲ့မိတ်ဆွေတွေအမျက်ငွေတွေချက်ချင်းရအောင် ပုံနကနမင်းကြီးရဲ့အစီအမံတွေဆောင်ရွက်ပေးပါတယ်ပြီးတော့အင်္ဂါထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိလာစေဖို့ပျောက်သွားတဲ့တန်ဖိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့ မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ပြီးရာထူးတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့လိင်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့ အချုံအောင်ဖန်စည်းကံရတဲ့မိတ်ဆွေများလည်းချုံအောင်ဖန်စည်းကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရာစီမံဆောင်လက်ဖွဲ့တွေစောင့်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေစောင့်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က399986888858ပြီးတော့399 98 394 256 ဖြစ်ပါတယ်နော်အဲ့ဒီသုံးညာကိုခွန်96ခွန်88 858အဲ့ဒီဖုန်းနံပါတ်က Viber account Telegram account ရှိပါတယ်အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော် ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက် ဖုန်းခေါ်ပြီးတော့မေးကြပါရှာရဲ့ဘေးရင်ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုံကျေးရွာရေဦးမြို့နယ် ်စကိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘေးရင်ဟောကမ်းမှာလည်းလာမိလို့ရပါတယ်เนาะမလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါခொနရဲ့သားသမီးအားလုံးကျမ်းမာချမ်းသာ၍အိမ်တော်ရေးစီးပွားရေးတွေဆင်ပြေကြပါစေအသက်ရှူတိုင်းငွေတွေရကြပါစေလောကကောင်းကျိုးတာရဏာတော်ရဲ့ကောင်းကျိုးကို ကောင်းစွာရွက်ဆောင်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကစုမွန်ကောင်းတောင်းပေးလိုက်ပါတယ်เนาะ